မင်္ဂလာပါရှင် reader choice ကဏ္ဍမှာကြိုဆိုပါရစေကျမတော့ခွန်ရှိရှိခွန်ဟက်ကဲကဒေါက်တာနန်ဖူးဦးကျော်မှုဖြစ်ပါတယ်ဒီနေ့မှာတော့ပြည်သက်တွေမိထားတဲ့မိခွန်းကိုဖြည့်ပေးသွားမှာဖြစ်ပါတယ် မာလာမုံစားသုံးနာများရင်ဘာတွေဖြစ်တတ်လဲဆရာမဆိုပြီးတော့မေးထားပါတယ်။ဒီမာလာမုံနေမှာအဓိကပါဝင်ပစ္စည်းကငရုတ်သီးပါတယ်ပေါ့နော်။ပြီးတော့စီချွန်ငရုတ်ကောင်းပါမယ်။အဲစီတို့စားတို့ဒီ MSG လို့ခေါ်တဲ့အချိုမုံပေါ့။ဒါတွေအများကြီးပါဝင်ပါတယ်။ဒီလိုမာလာမုံနေလိုအပ်တာထပ်ပို့ပြီးစားသုံးမယ်။အဲအချိန်ကြာကြာစားသုံးမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်လာတတ်လဲဆိုရင်ပထမဆုံးဖြစ်လာမှာကအစာခြေစနစ်ပြဿနာတွေဖြစ်လာတတ်တယ်ပေါ့နော်။ဒီမာလာမုံနေကထုံနေဆက်တယ်။အဆက်တွေအများကြီးပါဝင်တဲ့အတွက် င့်မလို့ဒီအစာအိမ်နဲ့ဥလန်းချောင်းကိုလုံးစော်တယ်ပေါ့နော်လုံးစော်တဲ့အတွက်ကြောင့်မလို့ဝင်ပြက်ဝင်ရှော်တွေဖြစ်တတ်တယ်နောက်တစ်ချက်အနေနဲ့မှာဆိုလို့ရှိရင်အစာအိမ်နာနိုင်တယ်ပေါ့နော်သူ့မှာပါဝင်တဲ့အဆက်တက်ကအရင်များတဲ့အတွက်ကြောင့်မလို့ဒီအစာအိမ်နာတာရင်ပြည့်ရင်ကဲဖြစ်တာအစာမကြေတာဒါမျိုးတွေဖြစ်တတ်တယ်ပေါ့အဲအထူးသဖြင့်ပေါ့အစာအိမ်နာရှိတဲ့သူတွေဆိုလို့ရှိရင်ပိုဆိုးတယ်ပေါ့နော်အဲနောက်တစ်ချက်အနေနဲ့အကြတော့သူ့စီမှာ MSG လို့ခေါ်တဲ့အချိုမုန့်နေအများကြီးပါဝင်တယ်နောက်တစ်ခုကြတော့ဆားပေါ့ဆိုဒီယမ်ဓာတ်တွေအများကြီးပါဝင်တဲ့အတွက် ွက်ကြောင့်မလို့ဒီအများကြီးစားမိမယ်ဆိုလို့ရှင်เนาะသွေးတိုးတာနဲ့ဒီကြောက်ကပ်ပြဿနာတွေဖြစ်လာတတ်တယ်ပေါ့เนาะအဲနောက်တစ်ချက်အနေနဲ့အကြတော့သူကဟိုသူ့မှာအပူအဆက်တွေအများကြီးပါဝင်တဲ့အတွက်ကြောင့်မလို့အများကြီးစားမိမယ်ဆိုလို့ရှင်ဗဇက်မှာအနာပေါက်တာပေါ့အပူနာတွေပေါက်တာတွေဖြစ်လာတတ်တယ်အဲသူ့တေသနာလောက်ထားတဲ့အချက်တစ်ချက်အနေနဲ့ကတော့ဒီမာလာမုတ်တွေအများကြီးစားမယ်ဆိုရင်ရေရှိမှာအာယုံကြောပြဿနာတွေဖြစ်လာတတ်တယ်လို့လည်းဆိုပါတယ် နောက်တစ်ချက်အနေနဲ့ကတော့အဝလွန်တဲ့ပြဿနာတွေအိတ်မပြောတဲ့ပြဿနာတွေဒါမျိုးတွေလည်းဖြစ်လာတတ်ပါတယ်ရှင်ယေရှုတင်ပါတယ်